မိုးကုတ်ထွက်ပြီးလျံချီတံဗရံများစစ်စစ်တွေကိုသာဝတ်ဆင်ပြီးမြမအခမ်းအနားဆုံးမင်္ဂလာပွဲအဖြစ်စံချိန်တင်စီခဲ့တဲ့မြမဩဘာသားကြီးမင်္ဂလာပွဲ ပရိသတ်ကြီးတို့ရေဒီကာလကတော့မင်္ဂလာဝဲတွေအပြိုင်ဆိုင်ဆင်းကျင်းမာနေတဲ့ကာလလို့ပြောရမှာပါရှင်။ထိတ်တန့်အမှုပညာရှင်တွေထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝဲတွေကိုအပြိုင်ကျင်းမာနေကြတာဖြစ်ပါတယ်နော်။ဒီရက်ပိုင်းကျင်းမာတော့မြမအောပါလုပ်ငန်းစုကြီးရဲ့ CEO ရဲ့သားဖြစ်သူမင်္ဂလာဝဲကတော့လူအများပြောစမဲ့ပြုနေရပါတယ်။မိုးကုတ်တွင်ထွက်ဗရမများစစ်စစ်တွေကသာဆင်ရင်ပြီးတော့တန်ဖိုးဘီလီယံချီအကုန်ကြခန်းကကျင်းမာခဲ့တာကြောင့်မြမအခမ်းအနားဆုံးမင်္ဂလာဝဲအဖြစ်စံချိန်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။မြမအောပါကတော့မြမပြည်အနှံ့ဆက်ရွေးစည်းတွေကိုဖြန့်ဖြူးရောင်းချခဲ့တာ နှစ်ပေါင်း30ကျော်ရှိပြီဖြစ်တဲ့အလုပ်ငန်းကြီးဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာအော်ဘာဆိုရင်မသိတဲ့သူမရှိတဲ့အနေအထားပါနော်။ဒီလိုမျိုးထိတ်တန်းလုပ်ငန်းကြီးတစ်ခုရဲ့တာဖြစ်သူရဲ့မင်္ဂလာဝဲကလည်းကြီးကျယ်ခမ်းနားနေမယ်ဆိုတာကတော့သိကြနေပါတယ်။ ပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်နေကြတဲ့ဆိုပြည်သူစင်နဲ့မိပကြီးတို့ရဲ့မင်္ဂလာပွဲတွေနဲ့အပြိုင်မြမဩဘာစီအိုရဲ့တာကြီးမင်္ဂလာပွဲကလည်းစိတ်ဝင်စားစရာကောင်းစွာနဲ့ပေါ်ထွက်လာခဲ့ပါတယ်။ထိတ်တန်းဆိုတဲ့ဂုံပုတ်တွေနဲ့အပြိုင်မင်္ဂလာပွဲတွေကိုအကြီးကျယ်ဆုံးအခမ်းအနားဆုံးကျင်းပကြရင်းနဲ့မြမတွန်းထွက်ရတနာတွေကိုသာဝတ်ဆင်ထားတဲ့ဒီမင်္ဂလာပွဲကြီးကတော့ပရိသတ်တွေသဘောကျနေကြရပါတယ်ရှင်။ဒီလိုမျိုးမြမပြည့်ရဲ့ထိတ်တန်းစီပွားရေးလုပ်ငန်းကြီးရဲ့တာကြီးမင်္ဂလာပွဲကိုတော့ထိတ်တန်းစီပွားရေးသမားတွေကတက်ရောက်ပြီးတော့ဂုံပြုပေးခဲ့ကြတာကိုတွေ့ရပါတယ်။မင်္ဂလာပွဲမှာတော့သူတို့တမီလေးကဗဒ န်များအပြင်ရွှေမြစိန်နီကိုပါလောဟရတနာတွေအနေနဲ့လိုက်ဖက်တင့်တယ်စွာနဲ့စင်ရင်ထုံဖွဲ့ထားပါတယ်။ဒါကြောင့်လည်းသူတို့သမီးလေးကမိဖုရားတပါအလားတောက်ပထဲဝါလွန်နေပါတယ်။သူတို့သားနဲ့သူတို့သမီးလေးကလည်းတင့်တယ်စွာလိုက်ဖက်လွန်လာတဲ့မင်္ဂလာဇနီးမောင်နှံဖြစ်ပါတယ်။သူတို့သမီးလေးကတော့လယ်ဆွေပရက်တွေကိုလည်းမြမရတနာစစ်စစ်ဗရန်များတွေကိုသာဝတ်ဆင်ထားပြီးတော့ဇဒိုနကက်လက်ကောက်လက်ဆွတ်တကူလုံးကိုလည်းမိုးကုတ်ဗရန်များစစ်စစ်တွေကိုစင်ရင်ထုံဖွဲ့ထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မင်္ဂလာပွဲတွေတော်တော်များများမှာဆိုရင်တော့ကိုလံဘီယာမြတွေစိန်နီကိုသာအကိတ်ဒီဇိုင်း င်းတွေကိုဖန်တီးပြီးတော့ဝစ်စင်ကြတာများပေမဲ့ဗရန်များနီလာဝစ်စင်နဲ့သူတို့သမီးဆိုတာကတော့ခက်ရှာရှာပဲဖြစ်ပါတယ်နော်ဒီလိုမျိုးအရည်သွေးကောင်း quality ကောင်းနဲ့တကယ့်အကြောင်းများစစ်စစ်ဗရန်များတွေကိုမြမအောဘာရဲ့တာကြီးမင်္ဂလာပွဲမှာတော့အဖို့အနက်ကထိုက်တန်စွာနဲ့တွေ့မြင်ရတာဖြစ်ပါတယ် ဒါအပြင်သူတို့သမီးလေးရဲ့ပွားပေါ်မှာဆိုရင်လည်းအချင်းငယ်တင်ကြတာဟင်းသာရုပ်လေးကိုဗရန်များစစ်စစ်တွေနဲ့ဒီဇိုင်းပုံဖော်ထားတာကိုခန်းနာစွာနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူးရှင်။သူတို့သမီးရဲ့လက်ကင်ပန်းဖြစ်တဲ့ကြာမှုလေးတွေကိုလည်းဗရန်များစိန်မြသုံးမျိုးပေါင်းဆက်ပြီးတော့ဖန်တီးထားတာကြောင့်တခြားဘသူနဲ့မှမတူတဲ့မင်္ဂလာပွဲအဖြစ်စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။မိုးကုတ်တွင်းထွက်ဗရန်များတွေကိုဒီဇိုင်းအမျိုးမျိုးပုံဖော်ပြီးတော့ဝတ်ဆင်ထားတာကြောင့်လည်းတန်ဖိုးအဖြစ်ဆိုရင်တော့ပြောမရလောက်အောင်ကိုထိုက်တန်လွှင့်နေခဲ့ပါတယ်။ဒါကြောင့်လည်းဒီလိုမျိုးအဖို့အနက်ကထိုက်တန်တဲ့မြန်မာတွင်းထွက်ဗရန် န်များစစ်စစ်တွေကိုသာဝစ်စင်ကွင်းရတဲ့သူတို့သမီးလေးကတော့ကံကောင်းတဲ့အမျိုးသမီးလေးအဖြစ်အားကျမှုတွေရရှိစေခဲ့ပါတယ်။ပြည်သက်ကြီးတို့ရောမိုးကုတ်တွန်းထက်ဘီလီယံချီတံပတ်များစစ်စစ်တွေကိုသာဝတ်ဆင်ပြီးတော့မြမအခမ်းအနားဆုံးမင်္ဂလာပွဲအဖြစ်ကျင်းပခဲ့ကြတဲ့မြမဩဘာသားကြီးရဲ့မင်္ဂလာပွဲကိုအားကြနေကြပါပြီလားကိုရဲ့မင်္ဂလာပွဲမှာဆိုရင်ရောဘလို့ဒီဇိုင်းအပြင်အဆင်ဘလို့လက်ဝဲရတနာတွေနဲ့ဝတ်ဆင်ပြီးတော့ကျင်းပသွားကြလဲဆိုတော့အစိတ်ကူးအိမ်မက်လေးတွေရှိတယ်ဆိုရင်လည်းပြပြပေးခဲ့ကြပါအောင်ရှင်